ောလမုံအတွက်ဆူတောင်းပါတယ်တဲ့အဲ့ဒီရှောလမုံကပြည့်ညက်တရားကိုစောင့်ရှောက်၍ပြည့်ညက်တရားကိုကိုတော့ရဲ့ပြည့်ညက်တော်တွေကိုစောင့်ရှောက်နိုင်တဲ့သားဖြစ်ဖို့ဆူတောင်းနေပြည့်စင်တော်မူသောအမှုအကုန်စင်ပြည့်စည်စေလျက်ဘုရားသခင်နဲ့ကျွန်တော်သားလေးပြည့်ညက်တရားအတိုင်းကိုတော့ရဲ့ပြည့်ညက်တော်အတိုင်းဟာလားโอ้สร้างช่องไหนเนี่ยตาปิดผู้มาซะบาอะนัมเบอร์1นัมเบอร์2ใบมันตัวโกตีสร้างไหนมีอาจารย์ ဖျားရှင်ကျွန်တော်စူတောင်းထားတယ်လေတဲ့ဗိမာန်တော်တိဆောက်ဖို့ကိုတော်ပြောတယ်ကျွန်တော်လက်နဲ့ပေးမဆောက်ဘူးနင်မွေးမဲ့သားအဲ့လက်ထက်ကြရင်ငါပေးဆောက်မယ်ဒါကြောင့်မလို့ကျွန်တော်စူတောင်းတယ်ကျွန်တော်သားလျာငယ်သေးတယ်ဒီဗိမာန်တော်ဆောက်တဲ့အလုပ်ကတိတ်ကြီးတာနော်ကိုတော်မဆပါကျွန်တော်သားလေးဗိမာန်တော်ဆောက်နိုင်ဖို့လေမဆပါစူတောင်းပေးတာရော့ရော့မင်းဆောက်ငါဒါထားခဲ့မယ်ရွှေဘလောက်ငွေဘလောက်ဟလာအဲ့လိုမလုပ်ဘူးနော်အဲ့လိုမျိုးမဟုတ်စူတောင်းပေးတယ် ဖះရှင်မဆပ်ပေးပါကျွန်တော်သားလေးလေးငငယ်လေးကပြည့်ညက်အတိုင်းသွားလာတတ်ဖို့ကိုရောဗိမှန်တော်လဲတိဆောက်နိုင်ဖို့မဆပ်ပေးပါနံပါတ်3စုံလင်သောစိတ်နှလုံးကိုပေးသနာတော်မူပါကြည်စမ်းစုံလင်တဲ့နှလုံးသားစုံလင်နေဆိုတဲ့အရာကနော်နှစ်မျိုးနော်နှစ်မျိုးနော်စုံလင်တဲ့နှလုံးသားတချို့ကပြည့်စုံတဲ့နှလုံးသားစုံလင်တာနဲ့ပြည့်စုံတာမတူဘူးနော်အရင်တော့ကျွန်တော်ပြောဘူးလေ ပြည့်စုံတယ်ဆိုတာတော့လိုလေသေးမရှိပေါ့စုံလင်းတယ်ဆိုတာနှစ်မျိုးလေချမ်းလဲချမ်းသာဘူးတယ်မွဲလဲမွဲဘူးတယ်အဲ့ဒါစုံသွားပြီဟလားအဝလဲစားဘူးတယ်ငတ်လဲငတ်ဘူးတယ်စုံသွားပြီချင်းမြောက်တာလဲခံဘူးတယ်နာမည်လဲပြတ်ခံဘူးတယ်စုံသွားပြီဘွားကဟလားအေးလူတွေလက္ခဏာလဲကြုံမှုတယ်လူတွေညင်းပယ်တာလဲခံဘူးတယ်ဘွားကစုံသွားပြီအိမ်ပိုင်လဲနေဘူးတယ်အိမ်ငားနဲ့လဲနေဘူးတယ်စုံသွားပြီ ။ဘာပဲဖြစ်ဖြစ်စုံလေးနဲ့နှလုံးသားဒါမှအစုံလက်ခံတတ်မှာ။ကိုကရှိပဲရှိဘူးလေဆိုမရှိတဲ့လူလာရင် तू ကကိုချင်းမစားတတ်ဘူးလေမရှိတဲ့လူတွေရဲ့ဘဝကဘယ်လိုလဲ तू ပဲနားလဲမလဲ။ तू ကရှိပဲရှိဘူးတော့။အဲ့တော့သူ့ရဲ့နှလုံးသားရှိတဲ့နှလုံးသားပဲရှိတာ။ချွတ်တဲ့နှလုံးသားသူ့မှာမခံစားဘူးတော့ तू မသိဘူး။ဒါကြောင့်မလို့အခုဆက်လန်ဆီယာဒါဝိတ်ကဆူတောင်းတာသူ့သားလေးကဗာလေစုံလင်သော နှလုံးသားရှိဖို့မဆပ်ပါ နားလေပေးဖို့လိုတယ်စုံလင်းတဲ့နှုတ်ကနှစ်ဖက်စလုံးသဘောပေါက်ဖို့လိုဟုတ်လားသူရဲ့စူတောင်းချက်ကလေးချက်ရှိနော်နောက်ဆုံးတစ်ချက်ကြည့်အောင်ပရိသတ်အပေါင်းရှင်မှာထာဝရဘုရားကိုကောင်းကြီးပေးလျက်မွတ်ဆို၏ပရိသတ်ရှင်မှာဘုရားကိုဘာလုပ်လဲကောင်းကြီးပေးတယ်အတိတ်ဘုရားဘုရားကို၎င်းဘယင်းကို၎င်းယူသေးတတ်ဖို့ယူသေးတတ်ဖို့ကျင်းတော်ဓမ္မပရိသတ်အပေါင်းရှင်မှာထာဝရဘုရားကိုကောင်းကြီးပေးလျက်ဖယားကိုတကယ်ယူသေးတတ်ဖို့ ်သူကိုယ်တိုင်ကယူတည်တယ်သူသားလေးအတွက်လည်းသူဆုတောင်းပါတယ်ဆိုတော့တကယ်ပဲဝိညာဉ်ရေးရမှာတပါတော်သူနဲ့ပတ်သက်ရင်ဘာခံယူချက်ထားဖို့လိုလဲဆိုလို့ရှိရင်သူများတွေတကယ်ပဲစေတနာစိတ်နဲ့လှုပ်ဆောင်နေတာတွေကိုမြင်တဲ့အခါမှာဝမ်းသာပေးဖို့လိုတယ်ဖခင်နဲ့ပတ်သက်တဲ့အမှုမှာသူတို့ပါဝင်နေတယ်ဆက်ကပ်နေတယ်သူတို့လှုပ်ဆောင်နေတယ်ဩဘာပဲဖြစ်ဖြစ်သူတို့လုံတဲ့ပုံမှာငါတို့ဝမ်းသာတယ်ဟုတ်လားဝမ်းသာပေးပါပြီးရင်ဩဖခင်သာသမီချင်းချင်း ဖယားဘက်မှာရက်တည်တဲ့လူတွေဖြစ်ဖို့စိတ်အားကြီးတဲ့လူတွေဖြစ်ဖို့တည်ကြည်တဲ့လူတွေဖြစ်ဖို့ဆုတောင်းပေးပါဖယားပေါ်ကနေစိတ်နှလုံးလွဲမသွားဘူးဆုတောင်းပေးပါနော်ဆုတောင်းပေးပါကျွန်တော်တို့ကဆုတော်မတောင်းပေးဘူးလွဲသွားရင်အပြစ်တင်ဖို့ကမြန်တယ်ခမောက်ပြောတာမဟုတ်တိုက်ဆိုင်ရခွတ်လို့ဟုတ်လားအပြစ်တင်ဖို့တော့မြန်တယ်ဆုကြတော့မတောင်းပေးဘူးဦးဆလန်ဆရာဒါဝိကပါလေဆုတောင်းပေးတယ်ကိုတော့ဒီလူတွေဟာသူတို့ရဲ့ဘိုးဘေးဣသရေလတို့ဟုတ်လားအာဗရန်တို့ဣဇက်တို့အဲ့ဖယားက ကျေးဇူးပြုခဲ့တဲ့အရာတွေဂရုပေးခဲ့တဲ့အရာတွေအဲ့ဖုရားမားစားခဲ့တဲ့အရာတွေကိုအစင်အောင်မေးပြီးအသက်ရှင်တတ်ဖို့ဆုတောင်းပေးတဲ့ဖုရားနဲ့ပတ်သက်တည်ကြည်တော်သူတစ္ဆာပြတ်တော်သူမဖြစ်ဖို့တည်ကြည်တော်သူဖြစ်ဖို့ဆုတောင်းပေးတဲ့ဟုတ်လားပြီးရင်သူ့သားလေးအတွက်ဆုတောင်းတဲ့ဒီနေ့ကျွန်တော်လည်းကိုသားသမီးတွေအတွက်ဆုတောင်းပေးဖို့လိုတယ်ဆုကတော့ပြန်မတောင်းပေးဖြစ်ချင်တာကတော့အများကြီးဆုကြတော့မတောင်းပေးဖြစ်မလာတော့ဒေါသထွက်ဘယ်လိုလုပ်မလို့အခုကြည့်ဒါဝိတ်ကတော့သူ့သားလေးအတွက်ဆုတောင်းပေးတယ် ဖယားရှင်ကျွန်တော်ရဲ့သားလေးငငယ်လေးတွေကကိုရရဲ့ပြည်ညတ်တော်ထဲမှာတွာလာတက်ရှင်တက်ဖို့ကိုရစကားထဲမှာတက်ရှင်တက်ဖို့မစားပါဗိမာန်တော်စောက်တဲ့ကိစ္စတိတ်ကြီးတယ်သူနိုင်ပါမလားကိုရရဲ့ကိုရောသူ့ကိုဗိမာန်တော်တိစောက်နိုင်တဲ့သူဖြစ်ဖို့ကိုရောမစားပေးပါ သူဆူတောင်းပေးတယ်ဘာပဲဖြစ်ဖြစ်လူပေါင်းစုံနဲ့တွေ့ရမှာဖြစ်တဲ့အတွက်သူ့ရဲ့နှလုံးသားစုံလင်တဲ့နှလုံးသားလေးရှိဖို့မစားပေးပါဖယားသခင်ဖယားကိုလည်းယူတည်တက်တဲ့သားဖြစ်စေပါ တကယ်ဆူတောင်းပေးတယ်ဆိုတာနားလေရတယ်ဆိုတော့ကျွန်တော်ပြောခြင်းတဲ့အတိတ်ပဲကဘေးပတ်ဝန်းကျင်ကလူတွေသူ့တပားအတွက်ကိုယ့်ရဲ့ခံချက်ကအဲ့လိုရှိဖို့လိုတယ်ဆိုတော့စံစာထဲမှာယောမ7နှစ်အပိုင်ငယ်15မှာဘလို့ရေးတယ်လေတစ်ချက်ကြည့်ယောမ7နှစ်အပိုင်ငယ်15เนาะအဲ့ဒီကြပိုက်လေးကတော်တော်ကောင်းတယ်ဝမ်းမြောက်တော့သူတို့နဲ့အတူဝမ်းမြောက်ခြင်းကို၎င်းငိုကြွေးတော့သူတို့နဲ့အတူငိုကြွေးခြင်းကို၎င်းပြုကြလော့ ဝမ်းတာတဲ့လူတွေနဲ့တွေ့ဝမ်းတာပါငိုကြွေးတဲ့လူနဲ့တွေ့ငိုကြွေးပါပဝင်းကျင်ကလူတွေကဝမ်းနေနေနင်းတယောက်တည်းပျော်နေမလောက်ဘူးသူများဘယ်လိုခွန်အားရဟုတ်လားအဲ့ဒါသူများဝမ်းတာနဲ့နင်းတယောက်တည်းငိုနေမလောက်ဘူးသူများစိတ်ထိခိုက်ဆိုဝမ်းတာတဲ့လူနဲ့တွေ့ဝမ်းတာလိုက်ငိုကြွေးတဲ့လူနဲ့တွေ့ငိုကြွေးလိုက်ပါသူတို့ငိုနေတာကိုငိုရင်သူတို့အတွက်ပြန်တိဆောက်เสียဖြစ်တယ်ဟုတ်လားအဲ့ဒါ ဇာမွေးကြတယ်အေးအဲ့လိုပဲငါလည်း၃ခါတောင်ဖြေရတာနော်နေရတစ်ခါပဲကြာသေးတာငါ၃ခါအဲ့ဒါအဲ့ဒါသူများတိဆောက်စရာဖြစ်တယ်လေစိုင်းပွဲကြတဲ့လူကိုသွားပြီးတော့အေးငါတို့ကတော့တစ်ခါမှမကြဘူးသွားမလို့ရဘူးသူများဘယ်လိုခွန်ရဟုတ်လားဒါကြောင့်မလို့ကျန်းစာကလေသူတပားနဲ့ပတ်သက်ရင်ဘယ်လိုခံယူရမလဲတေချာရေးထားပြီဝမ်းတာတဲ့လူနဲ့တွေ့ဝမ်းတာငိုကြွေးလူနဲ့တွေ့ငိုကြွေးဟုတ်လားအဲ့တော့ကို့အဖြစ်သူတပားကိုပါလဲ ကောင်းစားစေခြင်းသူအောင်မြင်စေခြင်းသူဖြစ်ဖို့ဘုရားသခင်အလိုတော်ရှိပါတယ်ဆာလံစီအဒါဝိကတော့သူအားဖြင့်သူများကောင်းစားဖို့အောင်မြင်ဖို့အဲ့လိုပဲအသက်ရှင်တယ်သူလည်းတောင်းပေးတယ်ဟုတ်လားခွန်အားလည်းပေးတယ်ဒါသူများနဲ့ပတ်သက်ပြီးခံယူတဲ့ခံယူချက်ဖြစ်တယ်သူများတွေဘုရားဘက်မှာအားကြီးဝမ်းတာပေးဝမ်းတာပေးအဲ့ဘက်ကိုရောက်အောင်ကိုယ်ကတခါလေးတိဆောက်ပေးလိုက်ဒါဝိကအဲ့လိုလုပ်တယ်ဟုတ်လားသူ့တာနဲ့ပတ်သက်ရင်သူဆုတောင်း ပါဝင်ရလူတွေနဲ့ပတ်သက်ရင်သူဆူတောင်းတယ်သူများတွေပါဝင်နေတာတွေ့ဝမ်းသာပေးတယ်တကယ်ပဲအဲ့ဒီခံယူချက်ကဖျားသခင်အလိုတော်နဲ့ညီတဲ့ခံယူချက်ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်မအစအရောက်တိုင်းဟာတဘာသောသူတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ခံယူရမယ့်ခံယူချက်ကသူတို့ဒုက္ခရောက်တဲ့ဟင်ငါတို့ဝမ်းသာရအောင်အဲ့လိုမလုပ်ရအောင်အဲ့လိုမလုပ်ရအောင်ဟာသူတို့ဖျားနဲ့ပတ်သက်ပြီးယက်တီနေတယ်အပေးရဟလာသူများတွေသူတို့တွေခက်ခဲနေတယ်ဆူတောင်းပေးရအောင်ဟုတ်လားတကယ်ပဲသူတဘာနဲ့ပတ်သက်ပြီး ခံယူရမယ့်ခံယူချက်ကများများမဟုတ်ဘူးတုံးချက်ပဲနှီးကုန်းချုပ်လိုက်နံပါတ်1သူတို့ဖယားနဲ့ပတ်သက်ရင်ရက်တီအသက်ရှင်နေဝမ်းတာပေးလိုက်ပါနံပါတ်2သူတို့တွေအတွက်ဆုတောင်းပေးပါဆုတောင်းပေးနံပါတ်3ခက်ခဲတာလေးများတွေ့ရင်သူတို့နဲ့အတူဝမ်းနေပေးပါသူများနဲ့ပတ်သက်အဲ့ဒီခံယူချက်ကဖျားသခင်အလိုတော်နဲ့ညီရဲ့ခံယူချက်ဖြစ်တယ်ဆိုတာလေးကိုဝင်ခဲ့ပါတယ်အားလုံးကျေးဇူးတင်တယ်ခဏဆုတောင်းရအောင်အဖအကူတော့ကိုကျေးဇူးတင်တယ် နှုတ်ကပတ်တော်အတွက်ချီးမွမ်းပါတယ်ဖယားရှိတပါးသောသူတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘလို့ခံယူရမယ်ဆိုတာဒီနေ့နှုတ်ကပတ်တော်နဲ့စကားပြောတော့ကြောင့်ယေရှုတင်တယ်ဖွင့်ပြအလင်းပေးတော့ကြောင့်ချီးမွမ်းပါတယ်အစ်စ်မှကိုတော့နှုတ်ကပတ်တော်ကိုတကယ်ရပြီအသက်တာထဲမှာတပါးသောသူတွေနဲ့ပတ်သက်ပြီးခံယူချက်အမှန်ခံယူတတ်တော်သူများ ဖြစ်စီပါအဖာလက်တော်ထဲမှာအနံ့တယ်ကိုတော့ကိုချီးမွမ်းတယ်နာမတော်ကောင်းကြီးပေးတယ်အဖာအရှင်ယေရှုနာမ၌ယောသေစွာဆုတောင်းပြီး Amen. Amen. thank you god bless you